ဂျပန်နိုင်ငံကကိုကိုကိုတေးရောင်းကြံစီမှုအများဆုံးတစ်တော်ကြီးပြည်သမ ्या အလုံးမဲ့မင်္ဂလာပါများဘာမအိတ်တုံးလုံးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်တော်ရဲ့နာမည်ကတော့အာအိုကီကာဟာရာတစ်တော်လို့ခေါ်ပါတယ်ဒီတစ်တော်ကဂျပန်နိုင်ငံဖူဂျီတောင်ကြီးမှာတည်ရှိပြီးတော့တစီတရဲ6လေလို့နာမည်ကြီးတာဖြစ်ပြီးဝန်ရဲစရာတမိုင်းလည်းရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာအတိအကျအားဖြင့်တော့ဂျပန်နိုင်ငံယာမနာရှိပြည်နယ်မှာရှိတဲ့ဖူဂျီတောင်ရဲ့အနောက်မြောက်ဘက်ခြမ်းမှာတည်ရှိလို့နေပါတယ်အေရီယာ2ကီလိုမီတာ35လောက်ကျဲပါတယ် တစ်တော့ကထူထပ်တဲ့တစ်ပင်တွေကြောက်ကဘာတွေနဲ့တဘာဝလိုက်ကူတွေနဲ့ပြည့်နှံ့နေတာပါဒါမဲ့သူရဲ့ဒိတ်ဆိတ်မှုနဲ့မောင်မိုက်တဲ့အငွေတက်ကလူတွေကိုထူးဆန်းတဲ့ခံစားချက်ပေးဆွမ်းပါတယ်ဒီတစ်တော့ကတေချောင်းကြံစီတဲ့တစ်တော့ Suicide Forest လို့နာမည်ကြီးပါတယ်ဒါမဲ့ဒီနာမည်ကတစ်တော့ရဲ့ဒပိုင်းလေးကိုပဲထင်ဟပ်တာပါ1960ခုနှစ်တွေကစပြီးတော့ဒီတစ်တော်ကလူတွေကိုကိုကိုအဆုံးစီရင်မှုလာရောက်ကြတဲ့နေရာတစ်ခုဖြစ်လာခဲ့လို့ဆိုပါရီနေ့စဉ်အပြင်လူပေါင်းဒါဇင်နဲ့ချီပြီးတော့ဒီနေရာမှာကိုကိုကိုအဆုံးစီရင်ရင်းနဲ့တည်ဆုံကြရဲလို့ခံမှန်းထားပါရီ 1960မှာတော့ဂျပန်စာရေးဆရာဆိုင်ချိုမတ်ဆူမိုတိုရဲ့ Kuroi Jukai Black Sea of Trees ဝတ္ထုထဲမှာဒီတဲ့တော်ကိုတည်ကြောင်းကြံစီတဲ့နေရာဖြစ်ဖော်ပြခဲ့ရကနေအဲဒီကွန်စတင်ကပုံမထင်ရှားလာခဲ့ပြီးတော့နောက်ပိုင်းမှာတော့လူတွေကလည်းအဲဒီတဲ့တော်ကိုတည်ကြောင်းကြံစီတဲ့တဲ့တော်လိုပဲခေါ်ဆိုလာခဲ့ကြတာပါဂျပန်ဆိုရကတော့တည်ကြတဲ့တည်ဆုံသူရေအတွက်ကိုထုတ်ပြန်တာမျိုးရှားပြီးဒီကိစ္စကိုဖုံးဖိပိတ်ကွယ်ထားဖို့ကြိုးစားနေပါတယ်ဒါမှလည်းတည်တော်ရဲမှာကျိုးတွေတည်ကြောင်းကြံစီတဲ့ပစ္စည်းတွေတွေ့ရတာကတော့ဝန်ထဲစရာထောက်ထားရပဲဖြစ်ပါတယ် ဒီတိတော့မှာတော့ဒေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေမကျွတ်လွတ်သေးဘူးလို့ယုံကြည်ကြပါတယ်။ဂျပန်နေရယုံကြည်မှုအရယူဒဲလို့ခေါ်တဲ့ဝိညာဉ်တစ်စီတွေကတိတော့ရဲမှာလှည့်လည်နေကြတယ်လို့ဆိုထားပါတယ်။လေပတ်သူတွေကလည်းတိတော့ရဲရောက်တဲ့အချိန်မှာထူဆန်းတဲ့အရေးတွေအဟိတန်နီအေးဆက်တဲ့ခံစားမှုတွေကိုကြုံတွေ့တယ်လို့ပြန်ပြောကြပါတယ်။တတော်ရဲ့ထူထပ်မှုနဲ့တန်လိုက်စွမ်းအားအနောက်ရှက်ဖြစ်စေတဲ့ပထဝီဝင်အခြေအနေကလည်းလူတွေကိုထိတ်လန့်စေတာဖြစ်နိုင်ပါတယ်။ဂျပန်တနအီဒီထဲမှာတော့အာအိုကီကာဟာရာကိုအိုဘာဆူဒက်ဒလေးတက်ကြီးဝဲတွေကိုဒေါ်ရဲဆွန့်ပစ်တဲ့ဒလေးနဲ့ဆက်ဆက်တယ်လို့ဆိုကြပါတယ်။ ဒါကတစ်တော့ဝိညာဉ်ရဲ့နေရာလို့ယူဆစေတာဖြစ်ပါလိမ့်။ဖူဂျီတောင်ကိုရိုင်းကဂျပန်ရင်ကျေးမှုမှာဝိညာဉ်ရေးအရာအရေးပါတဲ့နေရာဖြစ်တာကြောင့်တစ်တော့ရဲ့ထူခြားတဲ့အငွေအသက်ကိုပုံမအားဖြစ်ပြီးလို့နေပါလိမ့်။တစ်တော့ဟာအာအိုကီကာရမိတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ကြောင်ကဘာရီလိုင်းဂူရီနဲ့တဘာဝရထူခြားလာပါတဲ့နေရာတစ်ခုဖြစ်ပါလိမ့်။တီတိုရဲ့ဝန်ထဲစရာနာမည်ကြီးမှုက20ရာစုနှောင်းပိုင်းမှာမှစတင်ခဲ့တာပါဂျပန်နိုင်ငံကြီးကတေချောင်းကြံစည်မှုတွေလျှော့ချဖို့ကြိုးစားနေကြပါတယ်တီတိုရဲ့မှာတင်ပွားဟာဖိုးတံပါတယ်ဆိုတဲ့ဆိုင်းဘုတ်တွေချိတ်ဆွဲထားတာတွေ့ရပါတယ် စေနာဝန်ထမ်းတွေကလည်းတစ်တော်ရဲမှာကင်းလှည့်ပြီးတော့တေချောင်းကြံစီသူတွေကိုကယ်တင်ဖို့ကြိုးစားနေကြပါတယ်။ခီးသွားရင်အတွက်လည်းပတ်လို့ရပြီမြဲလမ်းကြောင်းတက်မှတ်ထားတဲ့နေရာတွေမှာပဲသွားလာဖို့အကြံပြုထားပါတယ်။တရောင်းဆက်ရှိမှာတော့ YouTuber Logan Paul ကတစ်တော်ရဲမှာတေချောင်းကြံစီသူတွေဦးရဲ့ရုပ်လောင်းကိုဗီဒီယိုရိုက်ပြီးတော့တင်ခဲ့တာကကဘာတဝမ်းမှာဝေဖန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဖြစ်ရပ်ကတစ်တော်ရဲ့ဝန်ထဲစရာသဘောတရားကိုပုံမအယုံဆိုင်ခံရစီခဲ့ပါတယ်။ဂျပန်လူမျိုးတွေအတွက်ဒီတစ်တော်ကတေချောင်းကြံစီမှုနဲ့ပဲဆက်ဆက်နေတာတော့မဟုတ်ပါဘူး။တဘာဝအလားတရားနဲ့ဥညင်ရေးရာအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ။အဲဒါကြောင့်ပဲတရေချောက်တဲ့တစ်တော်ဆိုတဲ့ဒစိကမ်းမှုကိုဒေသခံတချို့ကမကြိုက်ကြပါဘူး။တူချိုမျိုးကနေယထားနဲ့ကာဝါဂူချီကိုသွားပြီးတော့အရိကနေပဲဘတ်စကားနဲ့တစ်တော်ကိုရောက်ရှိနိုင်ပါပြီ။တစ်တော်ထဲမှာလမ်းလျှောက်တဲ့လမ်းကြောင်းတွေလှိုင်းကူတွေဥမာနာရူဆာဝါအိုက်စကိဖ်တို့ကိုလည်းလည်ပတ်လို့ရနိုင်ပါပြီ။ဒါမဲ့လမ်းကြောင်းကနေတွေ့ဖဲသွားတာကအနည်းရရှိနိုင်ပါလိမ့်။အချုပ်ဆိုရရင်တော့အာဂီကာဟာရာတစ်တော်ကတစ်ဖက်မှာတော့တဘာဝအလားတရားနဲ့ဝိညာဉ်ရေးရာရေးပါတဲ့နေရာဖြစ်နေပြီးတစ်ဖက်မှာတော့ဝန်ထဲစရာတမိုင်းနဲ့တရေချောက်တယ်ဆိုတဲ့ဒဏ္ဍာရီတွေနဲ့ပြည့်နေလို့နေပါလိမ့်။ ။တရောင်းကြံစီတဲ့တစ်တော်ဆိုတဲ့နာမည်ကြီးမှုကြောင့်လူတွေကတရားသစီနေပဲဆက်ဆက်မြင့်တက်ကြပြီမြေဒီနေရာကဂျပန်ရင်ကျေးမှုမှာပုံမပြီးတော့နေရှိုင်းနဲ့အတိတ်ပဲဆောင်းလုပ်နေပါလိမ့်။သွားရောက်ပြီးတော့လေပတ်မယ်ဆိုရင်တော့လေစာသမှုနဲ့သွားဖို့မမေ့ကြပါနဲ့ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်။